rồi mà. Đây đây, đây. chào. ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါကိုကျော်စင်ထက်ကျွန်တော်တို့မာဂဒီဝါ page ကနေပြီးတော့ပြန်လဲကျူးစွာပါနော်ကျွန်တော်တို့အာဒီနေ့ကကျွန်တော်ပြောချင်တာကဒီမျိုးဝမမျိုးဝမတွေဒီမမွေးနိုင်တော့ဘယ်နဲ့နောက်ဆုံးဒီမမွေးနိုင်အထက်ထဲမှာကြံနေတာပေါ့ကြံနေပြီးတော့နှိုက်ရင်လည်းနှိုက်လို့မရနှိုက်နှိုက်လို့မရတော့နှိုက်ဆွဲထုတ်ကျိုးနဲ့လည်းဆွဲလို့မရဘူးအဲနှိုက်ပြီးတော့ဆွဲတယ်ကျိုးနဲ့ကဟုတ်ကဲ့ကိုကြီးဆုမင်္ဂလာပါဗျာကိုကြီး ဒီကျိုးနဲ့ဆွဲတယ်နှိုက်တယ်ဘလို့ပဲနှိုက်နှိုက်မထွက်လာဘူးပေါ့အထဲထဲမှာဘောလေလိုက်နေတာပေါ့နော်ဘောလေလိုက်အထဲထဲမှာရေမွားလည်းပောက်သွားပြီးတော့အထဲထဲမှာဘောလေလိုက်ပြီးတော့ဒီဝက်ကလေးကိုမွေးလို့မရတဲ့ပြဿနာပေါ့မျိုးဝမတွေအဲ့မွေးရခတ်တာခတ်တာပေါ့နော်အော်မွေးရခတ်တယ်ဆိုတာဒီလိုမျိုးပဲရှေ့ရထွက်တယ်သူကအဲ့ဒီဖြစ်စဉ်အဲ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မေးတဲ့လူလည်းတော်တော်များတယ် ဲ့လိုဖြစ်လာပြီဆိုတိုင်းမှာဘာဆေးထိုးရမလဲဘာလောက်ရမလဲဆိုလဲစိတ်ပူတဲ့လူလည်းအများများတယ်အဲ့ဒီကိစ္စလေးကိုနှက်ပြအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောပြချင်တာပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့မဖြစ်အောင်ဘယ်လိုကြိုပြီးတော့ကာကွယ်မလဲပေါ့ပြီးဖြစ်လာရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်တယ်အဓိကကဒီမျိုးဝမတွေဒီမွေးရ ဟိုအရန်ခတ်တာပေါ့နော်ဆိုလို့ရင်တခုကမွေးရခတ်သွားပြီအဲ့လိုမျိုးတွေကြံခဲ့တယ်ဆိုတာပါဖြစ်ဆိုများသောအားဖြင့်တားပေါက်နေသွားတယ်ပေါ့နေပြီးတော့ကလေးအကောင်ထွားတဲ့ဖြစ်စဉ်တွေမှာဒီဥစားဘဝိတ်အရန်များတယ်ဝက်ကလေးကထွားတယ်အထဲထဲမှာထွားပြီးတော့ဒီတားပေါက်ကနဲတယ်ပေါ့ဆိုလေးတော့6កောင်လောက်5កောင်လောက်4កောင်လောက်ပေါက်တဲ့ဝက်မဒန်းนี่တော်တော်များများမှာအဲ့ဒီဖြစ်စင်ဖြစ်တယ်เนาะဝက်မဒန်းတော်တော်များများမှာဖြစ်တတ်တယ်เนาะ ဒီဝက်မရန်တော်တော်များများမှာအဲ့ဒီဖြစ်စင်ရာဖြစ်တဲ့တယ်ပြန်ပြောပြီးမယ်ဝက်မတွေတားပေါက်တဲ့အခါမှာပေါက်တဲ့တကောင်တကောင်သုံးကောင်လေးကောင်ထွက်လိုက်တယ်ထွက်ပြီးတဲ့ချိန်မှာနောက်ဆုံးမှအဲ့ကလေးကြံခဲ့တယ်ကြံခဲ့တဲ့ကလေးကနှိုက်လိုက်ပြန်လဲအတွင်းထဲပြန်ဝင်သွားတယ်ပြီးနောက်လက်တဆုံးနှိုက်နှိုက်လို့မမီတော့ဘူးလက်အဆုံးထိနှိုက်ကြည့်တယ်မမီတော့အထဲထဲပြန်ဝင်သွားတယ်ပြီးပြန်တစ်လာတယ်ဝက်မညစ်ညစ်အားနဲ့အပေါ်ပြန်ထွက်လာဒါပေမဲ့ညစ်လို့လည်းမထွက်ဘူးဒါပေမဲ့တအားနည်းလဲနှိုက်ပြစ်ကုန်ပြီနှိုက်ပြစ်ကုန်ဝက်မပင်မှန်းပြီးတော့ထပ်ပြီးတော့လည်းမညစ်နိုင်တော့ဘူး အဲ့ဒီလို ဖြစ်စဉ်တွေကအဲ့ဒီဟာတွေကကျွန်တော်တအားနဲ့မေးတာများလာတယ်များလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအကိစ္စနဲ့ပတ်သက်ပြီးပြောပြပေးမယ်။နံပါတ်1တစ်ချက်အဲ့ဒီကိစ္စတွေကအဓိက ဖြစ်ရခြင်းရဲ့ပြဿနာတွေကအဓိကဘယ်ဟာတွေမှာများတယ်လဲဆိုလို့ရှိရင်ဝတ်မရမ်းမနော်မရမ်းမဒီမျိုးမကိုတိချာရွေးချယ်ပြီးမထားတဲ့အခါလည်းဖြစ်တတ်တယ်။ပြီးရင်နောက်တစ်ချက်ကဝတ်မကြီးတွေဒီအဝလွန်တဲ့အခါတွေမှာလည်းဖြစ်တတ်တယ်။ဒီမွေးဝတ်မကြီးတွေညှက်ရိုးခြင်းတဲ့အခါတွေမှာလည်းဖြစ်တတ်တယ်။ ပြီးဝမကြီးတားပေါက်တဲ့အခါမှာဒီညစ်အားရော့ကြလာတာပေါ့နော်သူ့ရဲ့ဒီဟိုစပေါ့ဟိုဝမဒီမပေါက်ခင်ရက်အတွင်းထဲမှာဖြားလို့တော်လကောင်းပေါ့နော်ဒီအကြောင်းတခုခုကြောင့်မလို့ပေါ့သူရဲ့ညအားရော့ကြလာတဲ့အခါတွေမှာလည်းအဲ့ဒီဖြစ်စဉ်မျိုးတွေဖြစ်တတ်တယ်ဖြစ်ပြီးရင်ကျွန်တော်နှိုက်တယ်ဆိုလို့ချင်းအထဲထဲမှာနှိုက်နှိုက်နဲ့နှိုက်လို့လည်းမရတကောင်တကောင်သုံးကောင်လေးကောင်တော့အဆင်ပြေတယ်နောက်ဆုံးအဲ့တကောင်ကျရင်နှိုက်လို့လည်းမရတော့ဘူးဘလို့ပဲနဲ့နဲ့လက်လေးနဲ့ထိလိုက်တာနဲ့ဝက်ကအောက်ပြန်ရှော့သွားပြန်ရောပြီးပြန်ထွက်လာပြန်အဲ့ဒီပြဿနာတွေဖြစ်ရင် ဖြစ်လာတဲ့အခါတွေကျရင်ဘာလုပ်ရမလဲဆိုတာတွေမေးတဲ့မိကွန်းတွေအများကြီးပါเนาะအဲ့ဒီအဲ့ဒီပြဿနာကိုတော်တော်များများဟိုတယောက်တစ်မျိုးတယောက်တစ်မျိုးနဲ့ပေါ့เนาะဒီကတော့ရင်ဆိုင်ရတာပါကျွန်တော်တို့လည်းဖြစ်ပါတယ်ဒါသူပွင့်လို့မျိုးကျွန်တော်တို့လည်းဖြစ်ပါတယ်အဲ့ဒီပြဿနာမဖြစ်အောင်ကအဓိကကဘယ်လိုကာကွယ်ရမလဲဆိုလို့ရှိရင်မျိုးဝမရွေးချယ်တဲ့နေရာမှာတေချာရွေးချယ်ပေးပါမျိုးဝမတွေကိုမရန်အရွယ်ကနေစပြီးတော့ဒီသားတင်မဲ့အချိန်မတိုင်ခင်မှာအစာကျွေးတဲ့စနစ်သားပေါက်အချိန်မတိုင်ခင်အထိကိုအစာကျွေးတဲ့စနစ်မှန်ကန်ပါစေ ပြီးမျိုးဝမကိုရွေးချယ်တဲ့အခါမှာဘယ်လိုရွေးချယ်ရမလဲဆိုလို့ရှိရင်သူ့ရဲ့ vagina vagina သူ့ရဲ့ဒီမအင်္ဂါဒီအပေါ်လန်နေတဲ့ဝမမျိုးတို့နော်တေချာလေးကျွန်တော်ပြန်ပြောရအောင်သူ့ရဲ့မအင်္ဂါအပေါ်ကိုပြန်လန်တက်တာမြမအင်္ဂါရဲ့သဘောဝက်ရဲ့ဒီမအင်္ဂါသဘောတရားကသူကအောက်ကိုဒီအချွန်လေးဒီအောက်ကိုဆင်းနေရမယ်ပေါ့ဆင်းနေရမျိုးမဟုတ်ဘဲနဲ့အပေါ်ကိုပြန်လန်ပြီးကော့တက်ပြန်ပြီးတော့ကော့တက်နေတဲ့ဝမမျိုးတို့ဒီအဲဒီရောစာပေါ့ဒီမျိုးဝမရဲ့ဒီမအင်္ဂါသေးနေတဲ့ဝမမျိုးတို့ ပြီးကြလို့ရှိရင်ဒီနောက်ဒီအဆိုင်အထုပ်လူဒီထက်ပို့ပြီးတော့တအားနင်းထွက်နေတဲ့ဝမမျိုးတော့နော်ဟောဆိုအဲ့ဒီလိုမျိုးဝမမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုရှောင်ရပါတယ်အဲ့ဒီလိုမျိုးဖြစ်တိုင်းမျိုးဝမထားလို့မရဘူးလားလို့မေးလို့ရှိရင် ဟိုတချို့ထားရင်လည်းအဆင်ပြေတဲ့လူလည်းပြေမှာပါဒါပေမဲ့ယာကင်လုံးအားဖြင့်များသောအားဖြင့်အဆင်မပြေတတ်ဘူးလို့ပြောချင်တာပါဗျာနော်။ဘာလို့တော့စကားတစ်ခုတိုင်းပေါ်မှာကျွန်တော်တို့တစ်ခုခုကိုပြောလိုက်လို့ရှိရင်တချို့ကအကြအနာကောက်ပြီးတော့ပြန်လာတတ်တဲ့လူတွေရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီစကားကိုပြောတာပါဗျာနော်။ ဟိုပြီးရင်ကျွန်တော်တို့ကဒီဈေးနဲ့ပတ်သက်လို့ရှိရင်ဈေးပညာနဲ့ပတ်သက်ကျွန်တော်ပြောကျွန်တော်တို့ကဈေးပညာနဲ့ပတ်သက်အဓိကပြောလို့မကောင်းဘူးဒါပေမဲ့ဒီကိစ္စပြောတဲ့အခါမှာသူများတွေကဈေးတွေတအားနဲ့ဈေးထိုးမားနေရတယ်တွေ့ရတယ်တချို့ကဈေးထိုးလိုက်လို့ထွက်ကြလာတယ်လို့ထင်တယ်နော်အားလုံးကျွန်တော်အဲ့ဒါလေးကိုနားလည်အောင်ရှင်းပြစီခြင်းနဲ့ဈေးထိုးလိုက်တဲ့အတွက်ကြောင့်ထွက်ကြလာတယ်လို့ထင်တယ်ဒီအတွက်တွေကြောင့်မလို့အဲ့ဈေးကိုရောပြီးကျွန်တော်တို့ကထည့်ပြောရတာပုံရင်ပြောရင်မပြောချင်ဘူးဒါပေမဲ့ကျွန်တော်တေချာလေးတစ်ခုလောက်ပြောချင်ပါတယ် စေဝါနဲ့ပတ်သက်လာမိမိဒေတာအနာမှာရှိတဲ့တိမွေးကုယုံရဲ့ညွှန်ကြားချက်ဒီပဲအကောင်းဆုံးလို့ကျွန်တော်တို့ကတော့ပြောချင်ပါတယ်အဝေးရနေလမ်းပြိုးရတဲ့အတွက်ကြောင့်မို့ဟိုကျွန်တော်တို့လည်းဟိုယာနှုံးပြေးဆိုတော့အဆင်မပြေပါဘူးကျွန်တော်တို့မေးတယ်မေးတက်နိုင်တယ်လို့ကူညီလို့ပဲရပါတယ်စေဝါတကယ်တမ်းတိတိမိမိတိတိမိမိရရကတော့မိမိနဲ့နီးစပ်ရာ မွေးကူရုံးရဲ့အကူအညီကိုယူပြီးတော့လောက်တာကတော့အကောင်းဆုံးလို့ပဲအဲ့လိုပဲကျွန်တော်တို့ကတော့ပြောချင်ပါတယ်။ Okay အဲ့ဆိုရင်ဝမ်မတွေကခုနပြောပြီးပြီဝမ်မတွေဘာကြောင့်အဲ့လိုဖြစ်တတ်တာလဲခန္ဓာကိုယ်အလေးချိန်လွန်ကဲခြင်းနော်။တာမဆက်ခင်မှာဝမ်မရဲ့ body score ကိုမထိန်းနိုင်ဘူး။တာမဆက်ခင်မှာဝမ်မရဲ့ body score ကိုမထိန်းနိုင်ဘူး။ဝမ်မကအဲ့အဝလွန်နေတာပြီးကြလို့ရှိရင်ဝမ်မရဲ့ဒီ vagina မအင်ကပုံစံမမှန်တာပြီးကြလို့ရှိရင်ဝမ်မ မိုင်းငါပကြိုင်နာတော့အချွန်လေးကအောက်ကိုတက်တက်ကြနေစားကောက်နေတာတို့ဘေးကောက်တာတို့ညာကောက်တာဘယ်ကောက်တာတို့ညာကောက်တာတို့နော်နောက်ပြန်လန်နေတာတို့ပြီးရင်ဥစားလိုအပ်တီထပ်ပူပြီးသေးနေတာတို့နော်ပြီးကြလို့ရှိရင်အစာကျွေးတဲ့စနစ်မမှန်တာတို့နော်အစာကျွေးတဲ့စနစ်မမှန်ဘူးကျွေးတဲ့အစာမမှန်တဲ့အတွက်ကြောင့်အစီတွေပူထဲ့သွားတာတို့အဲ့ဒီပြဿနာအဲ့ဒီလိုမျိုးတွေဖြစ်တဲ့အခါတော့ဗောနော်ပြီးကြလို့ရှိရင် AI မျိုးဆက်တဲ့အခါပဲဖြစ်ဖြစ်ဝက်သိုးနဲ့တားတင်တာပဲဖြစ်ဖြစ်အဲ့ဒီမှာ ိုမျိုးကျွန်းတော့ဒီဥစ္စာပေါ့တားဆက်တဲ့အခြေကိုမိမိရရမတွတ်မတွတ်နိုင်တဲ့အခါမှာတားပေါက်ကောင်းရင်နဲဝနဲဝတဲ့အခါမှာအထဲတဲကတားပေါက်ကောင်းရင်နဲဝရဘဝိတ်ကများတယ်သူ့ရဲ့ဒီမွေးစားကိုလေးချိန်အရန်များတယ်မွေးစားကိုလေးချိန်အရန်များဆိုတော့ကလေးကြီးတွေထွားတယ်အရန်ထွားနေတဲ့အခါမှာဒါလိုမျိုးတွေမထွက်ဘူးဆိုတဲ့ပြဿနာတွေဖြစ်တတ်ပါတယ်နော်အဲ့ဒီလိုဖြစ်တဲ့ရင်တချို့ကဘာတွေလောက်ကြလဲဆိုတော့အာဒစာမီတာဆုံးပေးတယ်ပါပေးတယ်ညာပေးတယ်နဲ့အများကြီးပဲစီးတွေပေးပြတတ်ကြတယ်ဗျ အဲ့ဒီလိုပေးတဲ့အခါကျရင်ဘာထုတ်ကရောက်လဲဆိုတော့ဒသမီတာဆုံးကမလိုအပ်လို့ရှိရင်ဝက်ဒီရမှာမတုံးစီချင်ပါဘူးဆေးရကောင်းတဲ့အရန်နှင်းကိုအရေးကြီးတဲ့နေရာမှာပဲဒသမီတာဆုံးကိုတုံးစီချင်တယ်ဒသမီတာဆုံးတုံးလိုက်ချင်အဖြစ်เนาะဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်ဒီနိုပေးနေွားတာတော့နိုမလိုက်တာအဲ့ဒါတွေကိုဖြစ်စီတယ်ဗျเนาะအဲ့ကျတော့အဲ့ဒီလို ဖြစ်လာရင်ဘာလုပ်ရမလဲလို့မေးလို့ရှိရင်အားလုံးသိစီချင်တာကဝက်ရတဲ့အိမ်ဒီဝက်ဝက်ဒီအဲ့ဒီလိုမျိုးကြံခဲ့လို့ ရုတ်တရက်ဒီတိုင်းကြီးတော့မတည်တတ်ပါဘူးဗျာနော်အဲ့လိုမျိုးကြံခဲ့ပြီးရင်အထဲထဲမှာပုတ်လာပုတ်လာရင်တအိမ်ရဲ့သဘောတရားဘယ်တော့မှလက်မခံပါဘူးတအိမ်ရနော်အဲ့ဒီကောင်ကိုပြန်ပြီးတော့မလိုပဲဖြစ်ဖြစ်ညှစ်ထုတ်ပါတယ်ပုတ်တဲ့အချိန်ကြလာမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပုတ်တဲ့အချိန်တွင်းထဲမှာဝမသည်တခြားယောဂပိုးမဝင်အောင်နဲ့သူ့ရဲ့ဒီအဖျားကိုထိမ့်ပေးနိုင်ဖို့လိုတယ်နော်အဲ့ဒီအချိန်မှာ ဘာတွေတောင်းရမလဲဘယ်လိုလုပ်ရမလဲလို့ပြောလို့ရှိရင်ဝက်ကလေးဒီအချိန်တိုင်းပုတ်သွားမှာပါပုတ်ပြီးရိပ်ပြီးထွက်လာမှာဆေးထိုးလို့မဟုတ်ဘူးဆိုတာကိုနားလဲစေခြင်းနဲ့သူ့ရဲ့သဘောတဘာဝကအထက်ထဲမှာပုတ်ပြီးရင်ထွက်လာမှာနော်ဆေးထိုးလို့မဟုတ်ဘူးဆေးရဘာကိုထိမ့်ပေးရမှာလဲဆိုတော့အဲ့ဒီလိုမျိုးဝင်ထဲမှာကြံခဲ့ပြီဆိုလို့ရှိရင်ဒီဝက်မှဒီအဖျားတက်လာမယ်အဖျားရှိနေမယ်အဖျားက ဟိုတက်လိုက်ကြလိုက်ဖြစ်နေမှာပေါ့ဝင်ထဲမှာအပုပ်ဆန်တဲ့အတွက်ကြောင့်တက်လိုက်ကြလိုက်ဖြစ်နေမယ်တနေ့ကိုအဖျားတိုင်းပေးရမယ်နှစ်ကြိမ်သုံးမဟုတ်သုံးကြိမ်အဖျားတိုင်းပေးရမယ် body temperature ကိုတော့အများအမ်းတိုင်းပေးနေဖို့လိုတယ်အဖျားတက်မယ်ရေငတ်လာမယ်ရေတအားဆလာမယ်ยีโอตู้โอดอกชอกยีเล่ไตไปบ่หลูแม้เนาะไอ้เฉยမျိုးมาเนาะคันนาโกบอดี้เทมเพอเรเจอร์ตัดลาดาရှိแม้อสาถะมะซาอูอสามะซาโลจောက်เสียอ่ะไม่หลูบ่าวอูยะเนาะ အချိန်တိုင်းသူကပုတ်ပြီးတော့ရိပ်ပြီးထွက်လာမှာအဲ့ဒီမထွက်ခင်မှာဘာနဲ့ထိမ့်မလဲဆိုတော့ antibiotic ကောင်းကောင်းပေးပေးရမယ် antibiotic ဆိုဘာတွေပါမလဲဆိုလို့ရှိရင်ပနစလင်တို့အမောက်စလင်တို့เนาะအဲ့လိုမျိုးပေါ့အဲ့ဒီအုပ်စုတွေကိုပနစလင်တို့အမောက်စလင်တို့အုပ်စုတွေကို dose အပြည့်ပေးစေခြင်းနဲ့ပနစလင်အုပ်စုတောင်းရင်ပိုကောင်းတယ်ပန်တိုင်း strap ပဲ33ပန် strap 450ပန်နီ slow strap တို့ပန်เนาะအဲ့အဲ့လိုပုံစံမျိုးတွေပေါ့เนาะအဲ့ဒီဟာကို dose အပြည့်ပေးရမယ်ဆိုလို့ဒီကွာရော့နေရမျိုးတွေပါတော့မဖြစ်စေခြင်း dose အပြည့်ပေးပေးပါ ပေးပြီးလို့ရှိရင်ဩဇာဒီတအိမ်ကိုစေးတဲ့ဒီဩဇာပေါ့နော်အထဲတဲ့တအိမ်ကိုစေးတဲ့အလုပ်ကိုလည်းလုပ်ပေးရမယ်လုပ်တဲ့အခါမှာဒီရေကဩဇာပေါ့နော်ရေချက်ရေချက်နွေးပေါ့ရေချက်အေးမဟုတ်အေးအေးဆက်ဆက်ကြီးလားမဟုတ်ရေချက်နွေးခက်နွေးနွေးလေးနဲ့အဲ့ဒီထဲမှာရေ 60cc နဲ့ကျွန်တော်တို့ခုနကတုန်းကပန်စတပ်ပဲဖြစ်ဖြစ်ပါပဲအဲ 5cc လောက်ပေါ့နော်ဒါမှမဟုတ်လဲပနက်ဆလင်အမုံဆိုတော့ 5cc လောက်ပေါ့ရေပြော်ပြီးတော့ 5cc လောက်ရောမယ် အဲ့လိုတမန်ဆိုရင်5 cc လောက်ရောဒါပေမဲ့အဲ့ဒီ case ဖြစ်လာပြီကလေးမထွက်ဘူးအထဲထဲမှာကြံနေပြီဆိုလို့ရှိရင်အ ਨੇ ဆုံး10 cc လောက်ရောပေးပါရေ60 cc အဲ့ကောက်10 cc နဲ့တနေ့ကိုနှစ်ကြိမ်အထဲထဲကိုညှစ်ထည့်ပေးပါနော်တအိမ်နဲ့ကိုညှစ်ပြီးတော့ထည့်ပေးပါနော်နှစ်ကြိမ်နဲ့နှစ်ရက်လောက်ကျွန်တော်တို့လုပ်ပေးဖို့လိုမယ်နော်အဲ့လိုမျိုးလုပ်ပြီးတော့ညှစ်ထည့်ပေးပါပြီးရင်သူ့ကိုဘာနဲ့ထိန်းရမလဲဆိုလို့ရှိရင်ဂုတ်ကကြတော့ antibiotic ကိုအပြည့်ပေးပေးပါ ်ပေးပြီးလို့ရှိရင်သူ့ကိုဗာတက်တာသူအဖျားဒီတက်လိုက်ကြလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတက်နေတဲ့အဖျားကိုထိမ့်ပေးဖို့လိုမယ်အဲ့ဒီအဖျားကိုထိမ့်ပေးရမယ့်အခါမှာဘာတွေထိုးဖို့လိုလဲဆိုလို့ရှိရင်သူက energy vat တို့ energy c တို့ထိုးလို့ရပါတယ်တဲ့ဒါပေမဲ့အဲ့ဒီ energy vat တို့ energy c တို့ကတခါတလေကြက်လို့ရှိရောစပါဘောနော်ဒီ pain shock ဖြစ်တတ်တယ်သူကအရင်စိနေနေပူပြင်းနေပေါ့နော်ပြအဲ့လိုအနေထားရှိတဲ့အတွက်ကြောင့်မလို့သူ့ကိုဘာလေးထိုးလို့လဲရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟို keto profan ပေါ့နော်ဒီ keto vat ပေါ့ အဲကီတိုဗတ်တို့အဲအဲ့လိုမျိုးဒိုက်ကလိုဖန်တို့အဲ့လိုမျိုးထိုးထိုးပြီးတော့အဖျားကိုထိန်လို့ရပါတယ်เนาะတစ်ဖက်ကကြတော့ကျွန်တော်တို့ကဒီရောစာကိုထိန်မယ်ပိုးသက်စီကိုပေးမယ်ပိုးသက်စီကိုတေချာထိတိရရောက်ပေးမယ်ဟိုဒိုးစရော့နေတာမျိုးပါညာမဖြစ်စေနဲ့ပေါ့เนาะထိတိရရောက်ပေးရမယ်တက်အိမ်ကိုလည်းဒီပနစလင်အမုံနဲ့ပဲဖြစ်ပါပဲဖြစ်ပေါ့เนาะတေချာရေ 60cc နဲ့ရေချက်နွေးလေးနဲ့တနေ့ကိုနှစ်ကြိမ်ထိုးထည့်ပြီးတော့စေးပေးမယ်ပြီးကြလို့ရှိရင် ဒီတစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ကဒီရောစာထိုးပေးမယ်ဒီအဖျားရှိနေဆိုလို့ရှိရင်ဒီအဖျားကိုထိန်းထားပေးရမယ်ဝက်က၄၅ရက်လောက်အစာမစားဘူးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့နရွက်ကနေသူကမိန်းနေမှာဖြစ်တဲ့အတွက်ကြောင့်နရွက်ကနေပြီးတော့ကျွန်တော်တို့ဂလူးကို့စ်ချိတ်ပေးတာလည်းရတယ်သူသည်မဟုတ်လို့ရှိရင်ဒီရောစာပေါ့နော်ဂလူးကို့စ်ပါတဲ့စေးတမျိုးမျိုးအဒီအအကျော်စေးအနေနဲ့တွင်းပေးလို့ရပါတယ်ဗျာနော်အကျော်စေးအနေနဲ့တွင်းပေးမယ်ပြီးကြလို့ရှိရင် B1 စစ်တွဲပေါ့လူစေးစာရနေပြီးတော့ B1 စစ်တွဲ ငယ်အဲ့ဒါမျိုးလေးတွေလည်းကျွန်တော်တို့ကဒီအကျော်စေးအနေနဲ့လိုက်သွင်းပေးလို့ရတယ်ပေးပြီးတော့အဲ့လိုထိန်းသွားရင်၃လရက်နေလို့ရှိရင်ပုတ်ပြီးတော့ထွက်ကြလာလိမ့်မယ်ဗျနော်အစာမစားတာကိုအရန်နေစိတ်ပူစရာမလို့တော့အဲ့ဒီကောင်ရှိနေလို့အစာမစားတာနော်ဒါပေမဲ့အဖျားကိုတော့တေချာထိန်းပေးဖို့လိုမယ်နို့တွေမခဲသွားအောင်နို့အုံတွေကိုကျွန်တော်တို့က ပါလေးရှိလဲဆိုအဲ့ဒီမှာဟာစလေ Master Lab ဆိုတာရှိတယ်လိန်စီ노အုံနေခဲမတော့အထက်ထဲမှာအဲ့ဒါရှိနေတဲ့အတွက်ကြောင့်노ဒီ노အုံရောင်တာတော့တောက်တာတော့ဖြစ်လာနိုင်တယ်အဲ့ဒီလိုဖြစ်မှာဆိုလို့လဲပိုးသက်စီပေးထားတယ်ပိုးသက်စီလည်းပေးထားတယ်ကျွန်တော်တို့အဲ့စီလည်းလိန်ပေးမယ်လိန်ပေးပြီးတော့ထိန်းသွားရင်အချိန်တန်လို့ရှိရင်အဲ့ဒီကောင်ပိတ်ပုတ်ပြီးတော့ထွက်ကြလာမှာနော်ပုတ်ပြီးတော့ထွက်ကြအဲ့ပုတ်ပြီးထွက်မကြခင်ကြားတယ်အဲ့ဒီအဖျားတွေပါထိန်းပေးရတာ အဲအဲ့ဒါလေးဒီအဓိကအဲ့ဒါလေးကိုပြောချင်တာပါတချို့ကျတော့ဒက်ဆာမီတာဆုံးပေးမယ်ဟိုဟာပေးမယ်ဒီဟာပေးမယ်ဆိုအများကြီးပေါ့နော်အောက်ဆီတိုဆင်ပေးထားပေးပါဒါဒီဒီကောင်ဆက်စားခြင်းကတော့ပွင့်လင်းပြောမယ်ဆိုတော့အဲ့လိုဖြစ်ပြီးဆိုရင်အောက်ဆီတိုဆင်ပေးကျွန်တော်ပြန်ပြောပေးမယ်ဝမနှိုက်လိုက်တယ်2កောင်3កောင်4កောင်5កောင်မွေးပြီးတော့နောက်ဆုံးတစ်កောင်ကျရင်အကောင်ရေနဲတဲ့အတာထွားတဲ့အတွက်ကြောင့်မို့နှိုက်တယ်မထွက်ဘူးမထွက်ဘူးဆွဲနှုတ်လို့လည်းမရဘူးကျိုးတွေနဲ့ခြေစနှုတ်သီးရပြတ်ပါလာလိုက်သွားတွေပဲ့ပါလာလိုက်ခြေထောက်ကဆွဲခြေထောက်ပြတ်ပါလာလိုက် အဲ့ဒါတအားလောက်တယ်ဆိုလို့ရှိရင်အဲ့လောက်တအားနိုင်ပြီလို့ရှိရင်နောက်တစ်ချိန်ခင်ဗျားတို့တားဖောက်ဖို့ရတော့ခက်ခဲသွားပြီအဲ့ဝါမှနော်တတော်ခက်ခဲသွားပြီနောက်တစ်ချိန်ညတားတင်လို့ရှိရင်အဖြူနှစ်အဖြူပြစ်တွေပြန်ထွက်ကြလာတယ်ဖြစ်တော့မှာ เนาะတားအနေနိုင်အဲ့ဒီအတွက်ကြောင့်ဘာလို့ရမလဲဆိုတော့တအိမ်ရဲ့သဘောတဘာဝဝတ်တွေကအဲ့ဒီအပုပ်ဆန်လိုင်းသူကအစာမစားဘူးတော့ဖြစ်တယ်ဖြားမယ်ဒါပေမဲ့သူကတော့ပုံမှန်သူ့အနေနဲ့သူတော့သွားနေမယ်သူအဲတကယ်ပိုးသက်စေးပြင်းပြင်းနဲ့ထိန်းထားပေးမယ်အဖျားမတက်အောင်ထိန်းထားပေးမယ်ပုပ်လို့ရှိရင်တအိမ်ကလက်မခံဘူးညှစ်ထုတ်တယ်ဒီပုပ်လာတဲ့အချိန်ကိုစောင့်ပြီးတော့သူကထွက်လာအောင်ကျွန်တော်တို့ကစောင့်ပြီးတော့လှုပ်ပေးရမှာမပုတ်ခင်မှာကျွန်တော်တို့လှုပ်လို့ရှိရင်ဒီကောင်ကမကုံတော့မထွက်တော့ဘူးပေါ့နော် အဲအဲ့ဒီသဘောတရားလေးပါဗျအဲ့ဒီအတွက်ကြောင့်မလို့ပိုးသက်ဆေးအနေနဲ့ပန်အုပ်စုတွေကိုပန်အုပ်စုကို dose အပြည့်လိုက်ထိုးပေးမယ်တစ်ဖက်ကနေပြီးတော့မှကျွန်တော်တို့ကဗာပေးမလဲဆိုလို့ရှိရင်အဖျားတက်လိုက်အဖျားဒီတက်သွားလိုက်ဆေးထိုးလိုက်ကြာသွားလိုက်ပြီးပြန်တက်လာလိုက်ဖြစ်တတ်ပါတယ်အဲ့ဒီဟာကိုကျတော့ကျွန်တော်တို့ diclofan လေးဖြစ်ဖြစ် ketoprofan လေးဖြစ်ဖြစ်ထိုးပြီးတော့ထိန်းထားပေးမယ်နော်အဲ့ဒီဆေးတွေထိုးလို့ဒီအပုတ်ကထွက်ကြလာတာမဟုတ်သူဟာနဲ့သူကိုထွက်ကြလာမှာဒါလေးကိုနားလဲစေချင်တယ်ဆေးထိုးလို့ပုတ်ပြီးထွက်ကြလာတာမဟုတ်ပါဘူးသူသူထွက်ကြလာမှာ သို့တော့ဒီဆေးထိုးတာပါလဲဆိုလို့ရှိရင်နောက်ထပ် secondary infection လို့တတခြားယောဂပိုးထပ်ပြီးတော့မဝင်လာအောင်ပြီးရင်အဖျားကျသွားအောင်လိုက်ထိန်ပေးထားတာပြီးရင်သူ့ကိုဒီအားစေးလေးနဲ့အစာမစားတဲ့အတွက်ကြောင့်မလို့နရွက်ကနေပြီးတော့ဒီ glucose လေးပေးတာမျိုးတို့เนาะပြီးကြ B1 စစ်တွဲလေးပေးတာမျိုးတို့ အဲ့လိုမျိုးပါဖက်ပါဒါမှ ADE တို့ဘာတို့လိုမျိုးအရန်ပြင်းတဲ့အားစီးအရန်ပြင်းတာမျိုးလည်းမပေးစီချင်ဘူးပေါ့နော်အဲ့လိုမျိုးလေးပေးပြီးတော့ထိန်းသွားပေးပါ၄၅ရက်နေလို့ရှိရင်၃၄ရက်နေ၄၅ရက်နေလို့ရှိရင်ထွက်ကြပါထွက်ကြလာပါလိမ့်မယ်ဗျာနော်ပုံမှန်အားဖြင့်အဲ့လိုမျိုးအဲ့ဒါလေးကိုပြောချင်တာပါနော် အားလုံးလည်းကျေးဇူးတင်ပါတယ်အဓိကကတော့ဒီဆေးကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ကမပြောချင်ဘူးဒါပေမဲ့ဆေးဒီကျွန်တော်တို့ထပ်ပို့ပြီးတွက်ကြတက်ကြွတဲ့လူလည်းရှိမှာပါတချို့ကလည်းစိုးရိမ်လို့ပါကျွန်တော်တို့စီမှာကနည်းနည်းတော့အစာမစားတော့ဘူးဆိုလို့ရှိရင်စိုးရိမ်နေဟုတ်လဲဟုတ်ပါတယ်ဗျာနော်အစာမစားဘူးဆိုရင်ကိုစိုးရိမ်နေရတဲ့ဘဝတွေကိုအဲ့ဒီအတွက်ကြောင့်မလို့ဒီဝက်ပေါက်လေးတွေကြံတဲ့အခါမှာလုံးလုံးနှိုက်ထုတ်လို့မရတော့တဲ့အခါမှာ ဒီအဲ့ပုံစံမျိုးနဲ့တွားလို့ရပါတယ်ဆိုတာကိုကျွန်တော်ပြောပြတာပါဗျာเนาะမိတာက၄50ဦးရှိပါပြီကျွန်တော်လည်းဒီဟာကိုလိလာနေတော့လိလာနေစေဖြစ်တဲ့အတွက်ကြောင့်မကျွန်တော်တောင်းတောင်းမတိကြလို့ရှိရင်ဟိုမပြောပြီးတာပါဗျာเนาะအဲ့အတွက်ကြောင့်မို့အားလုံးလည်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုအစီအမီချုံးမွေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းမိပါတယ်ဗျာเนาะအာနောက်ထပ်ထပ်လောင်းပြီးပြောချင်တာတော့စီးပညာရဲ့နဲ့ပတ်သက်လာလို့ရှိရင်တော့မိမိတို့နဲ့နီးစပ်ရာ တိမွေးခုဌာနတွေကိုခေါ်ပြီးတော့သူတို့ကနေပြီးတော့အနီးကပ်ပြောတာဒီအဟအမှန်ဆုံးပဲဖြစ်ပါလိမ့်မယ်လို့ပဲကျွန်တော်တို့ကပြောချင်ပါတယ်ဗျာနော်ကျွန်တော်တို့အနေနဲ့ကတော့မွေးသမားအချင်းချင်းကိုတယောက်နဲ့တယောက်ပံ့ပိုးပေးတာကူညီပေးတာတယောက်နဲ့တယောက်အခက်ခဲမဖြစ်အောင်ပြောပေးတာကလွဲလို့ရှိရင်ကျွန်တော်တို့ကပင်ကိုတက်လာတဲ့ကျွမ်းကျင်မှုဆိုတာဘာမှမရှိပါဘူးဗျာနော်အတွေ့အကြုံရနဲ့ဟိုဖြစ်တဲ့ဟာကိုလှုပ်ပြောပြပေးနိုင်တာပဲရှိတာပါကျွမ်းကျင်မှုဆိုတာကတကယ်ပရော်ဖက်ရှင်နယ်ဒီကောင်ကိုတင်ထားတဲ့လူတွေရပဲ ပြောပြနိုင်မှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါကိုအယူဆမလွဲစေချင်ဘူးအဲ့ဒီဟာလေးကိုတော့ဟိုတည်တည်ချာချာလေးနားလည်စေချင်ပါတယ်ဗျာเนาะဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တကယ်တမ်းဘာပဲဖြစ်ဖြစ်ဝက်ကိုတခုခုဖြစ်လာလို့ရှင်စီးထိုးမယ်စီးထိုးမယ်သုံးသက်ချက်တွေမလောက်တော့ဘဲနဲ့ဆွတ်ထိုးမယ်ဆိုတာမျိုးလေးတွေကိုရှောင်စီခြင်းနဲ့ပြီးရင်ကျွန်တော်တို့ဒီမှာမေးကြတဲ့အခါကျွန်တော်နောက်တစ်ခု request ထပ်ပြောခြင်းတာ ကျွန်တော်ကို Viber ကနေစာပို့တာတော့ Line ကနေစာပို့တာတော့ Messenger ကနေစာပို့ပြီးမေးတာတော့ရှောင်စီခြင်းတယ်တချို့ကမေးဝက်ကလေးချိပန်းတာဘာလို့ရမလဲဆိုတော့ချိပန်းတာကိုပဲဖြည့်စီခြင်းတယ်မဟုတ်ဘူးကျွန်တော်တို့ကချိပန်းပြီဆိုတော့ခင်ဗျားတို့စီမှာရာသီဥတုကအေးလားအခမြဝမ်းမာယူကဒီကမဖြစ်ခင်တန်ချစီထိုးထားသလားပြီးကြလို့ရှိရဒီကအဒီဩစာဖြစ်တဲ့အခါမှာအဝက်ကလေးတွေကဒီအနှွေးပေးထားတာရှိသလား အဲဒါမှမဟုတ်လို့ရှိရင်ဝက်ကလေးတွေကိုပောက်ပြီးတဲ့အချိန်မှာခင်ဗျားတို့စီးတွေပေးတာဗာစီးပေးတာရှိတယ်လေကာကွယ်စည်းဗာတိုက်ထားတာရှိတယ်လေနော်ဒီလိုမျိုးအကြောင်းအများကြီးမေးရမယ့်အခါမှာခင်ဗျားမွေးလဲဝက်ကလေးတွေချီပန်းနေလို့ဘာလို့ရမလဲဗာစီးတိုက်ဆိုရနဲ့ပြီးွားတဲ့ကိစ္စမျိုးမဟုတ်ဘူးဗျအဲ့လိုတန်းပြောလို့မရဘူးမရတော့တော့ခင်ဗျားစာပို့ထားတဲ့ဖုန်းနံပါတ်ပေးလာတချို့စိတ်ဆိုးတယ်ဗျအာမဖြစ်ချင်အရန်ကြီးကျယ်ဘာဖြစ်လဲဖုန်းနံပါတ်ပေးဝက်ဝယ်ရင်လဲထူနီး၎င်းပါပဲဗျ ကျွန်တော်ဝဲချင်းနဲ့ဆိုရင်ဖုန်းဆက်လိုက်ပါကျွန်တော်ဖုန်းကနည်းနည်းလေးတော့ဆက်အားခတ်တယ်ကျွန်တော်တကယ်ပြောတာပါညီကိုလိုပြတနေ့ကိုအနည်းဆုံးဖုန်းအလုံး60ရှိပါတယ်ဗျ AI မေးတာဝက်စေးမွေးတာအဲ့ဒါတွေမေးတဲ့အတွက်ကြောင့်မို့နည်းနည်းလေးတော့တီးခံပေးပါတောင်းတောင်းကျွန်တော်တို့တခါလေကျန်အယူဆမားတာတွေရှိပါတယ်ဘာလဲဆိုအရန်ကြီးကျယ်တယ်တို့တခုခုမေးလိုက်လို့ရှိရင်ဘာလဲကွာဘာအထားလဲဝက်စေးကိုမဖြည့်ဘဲနဲ့ CPU ကိုကြွား CPU လာကျွန်တော် CPU လည်းမခေါ်ကျွန်တော်ဖုန်းနံပါတ်ပဲပေးရဲ့ အာဘလို့စာမက်ဆင်ဂျာလာတဲ့ခါကျတော့လေဟိုဖုန်းနံပါတ်ပေးပြီးတော့တချို့ကဖတ်လို့မရဘူးကျွန်တော်စအောင်တချို့ကကျတော့အဲ့ဒီဖုန်းနံပါတ်ပေးလိုက်တဲ့ဟာကိုမခေါ်ချင်ဘူးဗျာဒီစာပဲပို့ချင်တယ်စာကလုံးကလုံးနဲ့ပဲပို့နေကျွန်တော်တို့ကမေးလာတဲ့လူအယောက်60 80တရာကိုကျွန်တော်တို့ကဒီမက်ဆေ့ရိုက်ပြီးပို့ပေးနေရမှဆိုရင်မပြီးတော့ဘူးဗျမပြီးတော့တဲ့ကြောင့်ဖုန်းနံပါတ်ပို့ပေးလိုက်တယ်ဆက်လာခဲ့ကျွန်တော် ဖြည့်မယ်ဗျာဖြည့်နိုင်တယ်လို့ဖြည့်မယ်မသိတဲ့ဟာလည်းကျွန်တော်တို့ကမသိဘူးပြောတာတကယ်လည်းမသိဘူးပြောတာမသိဘူးပြောပြီးရင်ကျွန်တော်တို့ထပ်လမ်းညွန်ပေးနိုင်မယ်ကျွန်တော်တို့ဆရာတွေကကျွန်တော်တို့ပြက်မေးပေးတာမေးပေးပြီးပြန်ဖြည့်ပေးတာဒီအတွက်ကြောင့်မလို့ဘာဆေးထုတ်ရမလဲလို့ပြက်ဖုန်းနဲ့မေးပြီးတော့ပြောမှကျွန်တော်တို့ကအဖြေထွက်မှာပြီးရင်ဖုန်းနဲ့ဆက်မေးတဲ့အခါမှာတချို့ကတော်တော်များများစကားတော်တော်များများမေးလိုက်ရင်စိတ်ဆိုးတတ်တယ်မဟုတ်ဘူးပြကျွန်တော်တို့ကမေးတယ်ဆိုတာတိကျမှတခုခုပြဖြားနေရဲ့ဗာစေးထိုးရမလဲဆိုရင်ဘယ်လိုကြောင့်ဖြားတာလဲကို နော်ရေချိုးမှားွားလို့လားဒါမှမဟုတ်ဖျားတယ်ဆိုတော့ဘယ်လိုပုံစံမျိုးဖျားတာလဲအဖျားကဘယ်လောက်ရှိနေလဲဟာကင်ကြီးလိုက်တာကြောပူတယ်နရွက်ပူတယ်ဟာမဟုတ်ကြောပူနရွက်ပူတယ်မဟုတ်ဘူးဗျာအခုအဖျားလေးတိုင်းကြည့်ပါလားဗျာတెంပရေရှားဘယ်လောက်ရှိနေလဲအကျွန်တော်အဲ့ဒါလေးကူညီပေးပါလားဒီလိုမျိုးတွေပြောပြီးတော့ကြတော့မှတယောက်နဲ့တယောက်ကူညီတယ်ဆိုတာအကျိုးဖြစ်စေချင်တာဟုတ် ခန်းလေးပြောရတာဘာလုပ်လိုက်မလဲအဆင်ပြေသွားရင်ပြီးတော့ကွာဒီချိန်မှာလူအထင်ကြီးပြီးတော့ရောဗာစီနဲ့ဗာစီထိုးလိုက်ဆိုအဲ့ဒီလူမျိုးတွေရှောက်ပြောပြီးတော့တခုခုဖြစ်သွားလို့ရှိရင်ကျွန်တော်တို့တော့လည်းမကောင်းပါဘူးဗျာနော်ဟိုပြီးရောလို့ရှိရင်ဝတ်တကောင်ဆိုတာလွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်ဘူးအဲ့ဒီဝတ်တကောင်ပျက်စီးသွားမဲ့အရေးကိုစိုးရိမ်ပါတယ်ဗျာကျွန်တော်ကိုယ်နိုင်လည်းကြောက်ပါတယ်နော်ဒီအတွက်ကြောင့်မလို့ရန်တမ်းပြီးတော့ကျွန်တော်တို့မပြောချင်ပါဘူးဗျာနော်ဟိုကျွန်တော်ပြောပြီးပဲချီပန်းတဲ့ကိစ္စလေးတခုတော်မှအကြောင်းရတယ်အများကြီးပဲเนาะတန်ချစီထိုးထားလို့ချီပန်းတာလားတန်များနေလို့ချီပန်းတာလား ်ဘာကကအစစ equalize မှုနဲ့လားစတဲ့ဒီဝင်းပြဿနာတွေကြောင့်ချိပန်းတာလားခုနသူမျိုးပြောပြောနေတဲ့ hot chlorine ဒီဝမ်းကြယောဂါကြောင့်မို့လို့ချိပန်းတာလားဒါမှမဟုတ်ရှင်မအေးကြီးကဖျားပြီးတော့ no အစစ်မပြေလို့ချိပန်းတာလားဘာကြောင့်ပန်းတယ်လဲအေးပတ်လို့ချိပန်းတာလားဆိုရတယ်အများကြီးရှိတယ်ဗျအဲ့ဒီဟာလေးတွေကိုမေးပြီးတော့ကြတော့မှအနေထားပေါ်မှာကြည့်ပြီးတော့ဖြေရတာဟုတ်ဗျနော် အဲ့ဒီလိုမျိုးတက်ကြောင်မလို့ဆိုတော့ကျွန်တော်တို့နားလည်ပေးစီခြင်းပါတယ်ဒီ messenger ကနေစာရိုက်ရိုက်ပြီးပို့ပြီးတော့ဝက်စည်းမေးတာတို့တခုခုကမေးတာတို့တက်စာလို့ရှိရေဖုန်းနံပါတ်၄နဲ့မေးတာပို့ကောင်းပါတယ်ကျွန်တော်ဖုန်းနံပါတ်က3946243လုံး9904ပါခင်ဗျာเนาะအဲ့ဒီရောက်ဆက်ပြီးတော့ဖုန်းဆက်ပြီးမေးလို့ရှိရင်ပို့ပြီးအဆင်ပြေပါလိမ့်မယ်ဗျာเนาะကျွန်တော်ခေါ်ထားလိုက်လို့ကျွန်တော်တကယ်လို့မကင်ပြည့်အောင်မှကျွန်တော် miss call ကိုပြန်ခေါ်ပါတယ် ဒီ message box ကနေပြီးတော့ message ဝင်ထားတာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ message တိုင်းပြန်ခေါ်ပေးပါတယ်ဗျာเนาะအားလုံးအဲ့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်ဟောအားလုံးလည်းအဆင်ပြေကြပါစေလို့ပဲဟိုဆုတောင်းပေးပါတယ်ဗျာเนาะဒီအချိန်မှာဟုတ်ကဲ့